စာမွေးပွဲကျသွားလို့ငိုနေတဲ့တငယ်ချင်းကိုမြင်အောင်ကြည့်ပါလားဒါမှမဟုတ်အလုံမှာအမှားလုပ်မိလို့စိတ်တက်ကြနေတဲ့မိသားစုဝင်တယောက်ကိုပဲစူးစမ်းကြည့်သူတို့ရဲ့ခံစားချက်ကဘာဖြစ်မလဲဒီဗီဒီယိုလေးမှာကျွန်တော်တို့ Career S Duke ရေးသားထားတဲ့ mindset ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း၉ပိုင်းနဲ့ဆွေးနွေးသွားပါမယ်ဒီစာအုပ်ထဲမှာစိတ်နေဘောဓာတွေကကျွန်တော်တို့ရဲ့ဘဝကိုဘယ်လိုပုံဖော်တယ်စိန်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကိုလေ့လာသွားမှာပါ စိတ်နေစိတ်ထားနှမျိုးလူတွေမှာအဓိကအဖြစ်စိတ်နေစိတ်ထားနှမျိုးရှိတယ်ဗျတစ်မျိုးက fixed mindset လို့ခေါ်တဲ့မိမိရဲ့အရေးချင်းတွေကမပြောင်းလဲနိုင်ဘူးလို့ယုံကြည်တဲ့စိတ်နေစိတ်ထားမျိုးပါနောက်တစ်မျိုးက growth mindset လို့ခေါ်တဲ့ကြိုးစားအားထုတ်မှုနဲ့တည်ယူခြင်းတွေကနေမိမိရဲ့အရေးချင်းတွေကိုတိုးတက်အောင်လုပ်ယူလို့ရတယ်လို့ယုံကြည်တဲ့စိတ်နေစိတ်ထားမျိုးပါ fixed mindset ရှိသူတွေဟာစိန်ခေါ်မှုတွေကိုရှောင်ရှားပြီး အလွယ်တကူလက်လျှော့တတ်ကြတယ် သူတို့ကစ조사အထုတ်မှုကိုအကျိုးမရှိဘူးလို့မြင်တတ်ကြတယ်။ growth mindset ရှိသူတွေကစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ဝန်မလေးဘူး။အခက်ခဲတွေကြုံလာရင်လည်းဆွဲရှိရှိနဲ့စ조사ကြတယ်။ fixed mindset ရှိတဲ့သူတွေဟာသူတို့ရဲ့ပုံရိပ်ကိုကောက်ွယ်ချင်တာကြောင့်စိန်ခေါ်မှုတွေကိုရှောင်တတ်ကြတယ်။အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါအလွယ်တကူလက်လျှော့တတ်ကြတယ်။စ조사အထုတ်မှုကိုအရေးချင်းမရှိဘူးလို့ထင်တတ်ကြတယ်။ growth mindset ရှိတဲ့သူတွေကတော့တင်ယူဖို့အခွင့်အရေးအနေနဲ့ စိန်ခေါ်မှုတွေကိုလက်ခံကြတယ်အခက်ခဲတွေကြုံလာရင်လည်းဇွဲရှိရှိနဲ့ဆက်စ조사ကြတယ်조사အထုတ်မှုကကျွမ်းကျင်မှုတွေလိုအပ်တယ်လို့သူတို့ကမြင်ကြတယ်ချီးမွမ်းခြင်းရဲ့အနေနဲ့ကလေးတွေကိုသူတို့ရဲ့ဉာဏ်ရည်ဒါမှမဟုတ်အရေးချင်းအတွက်ချီးမွမ်းတာကစူးကျူးတွေဖြစ်စေနိုင်တယ်။ဘာလို့လဲဆိုတော့ဒါကဖစ်မိုင်းဆက်ကိုအားပေးရရောက်ပြီးသူတို့ရဲ့အရေးချင်းတွေကမပြောင်းလဲနိုင်ဘူးလို့ယုံကြည်သွားစေနိုင်လို့ပဲ။ ဒါအပြင်တော်ရဆိုးတဲ့နာမည်ကိုစက်ထိန်ထားဖို့ဖီအားတွေဖန်တီးပေးတယ်လို့ဖြစ်စေပြီးစိန်ခေါ်မှုတွေကိုရှောင်ရှားဖို့ဖြစ်လာစေတယ်။အဲ့ဒီအစားစူးစားအထုတ်မှုမိဖြူဟာတိုးတက်မှုဇွဲရှိမှုတွေကိုချီးမွမ်းတင်တယ်။ရှုံးနိမ့်ခြင်းရဲ့အတိတ်ပဲ။ Group mindset မှာရှုံးနိမ့်ခြင်းဆိုတာပြီးဆုံးခြင်းမဟုတ်ဘူး။ရှေ့ဆက်ဖို့လှမ်းရမယ့်ခြေလှမ်းတစ်ခုပဲ။ဘာတွေမှတ်တော့လဲဆိုတာကို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 အပြစ်မတင်ပဲသုံးသပ်ပါ။ဘာတွေတိုးတက်အောင်လုပ်ရမလဲဆိုတာကိုရှာဖွေပါ။ ပြီးတော့အားနည်းချက်တွေကိုဖြည့်ရှင်ဖို့အစီအစဉ်တစ်ခုရေးဆွဲပါရှုံးနိမ့်မှုတွေကနေသင်ငန်းစာယူခြင်းကစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ပို့ပြီးအားပေးတယ်အခက်ခဲတွေကြားတဲ့ကနေဆွဲရှိဖို့တင်ပေးတယ်ပြဿနာတွေကိုဖြည့်ရှင်နိုင်တဲ့စွမ်းရည်ကိုမြှင့်တင်ပေးတယ်တီထွင်ဖန်တီးနိုင်စွမ်းကိုလည်းတိုးတက်စေတယ်အောင်မြင်သူတွေရဲ့လှုပ်ဝက်ချက်အောင်မြင်တဲ့သူတွေဟာစိန်ခေါ်မှုတွေကို လက်ခံပြီးအခက်ခဲတွေကိုဆွဲရှိရှိနဲ့ကြော်လွားနိုင်ကြတယ် ဥပမာအားဖြင့်မိုက်ကယ်ဂျော်ဒန်ဆိုတဲ့မျိုးသားဟာရှုံးနိမ့်မှုတွေကနေတင်ယူဖို့အမြဲတမ်းရှိတယ်။သောမတ်အက်ဒီဆင်ကလည်းကြာရှုံးခဲ့တဲ့စံတတ်မှုတိုင်းကိုအောင်မြင်မှုစီတို့တလန်းတိုးတယ်လို့မှတ်ယူခဲ့တယ်။ J.K. Rowling ဆိုတဲ့သူကလည်း Harry Potter စာအုပ်ကိုမထုတ်ဝေခင်မှာအကြိမ်ပေါင်းများစွာညှင်းပယ်ခံခဲ့ရဘူးတဲ့။အောင်မြင်မှုရဖို့အတွက်ခက်ခဲတဲ့ပန်းတိုင်တွေကိုချမှတ်ပါအတားအဆီးတွေကိုကြော်လွားနိုင်မှုနီးလန်းတွေကိုရှာဖွေပါတုတ်ပြန်ချက်တွေကိုရယူပြီး ဝေဖန်မှုတွေကနေတင်ယူပါရလက်တွေကို တင်မကပဲစူးစမ်းအားထုတ်မှုနဲ့တိုးတက်မှုတွေကိုဂုဏ်ပြုပါဆက်ဆံရေးမှာ grow mindset grow the mindset ရှိတဲ့သူတွေဟာဆက်ဆံရေးတွေကိုအပြန်အလှန်ကြီးထွားဖို့နဲ့တိုးတက်ဖို့အခွင့်အရေးတစ်ခုလို့မြင်ကြတယ်သူတို့ကပြိပခါတွေကိုတယောက်နဲ့တယောက်ပိုနားလဲဖို့အခွင့်အရေးလို့သဘောထားကြတယ်ပုံပွင့်လင်းလင်းဆက်သွယ်ပြီးပွဲပြားခြားနားမှုတွေကိုဖြည့်ရှင်းဖို့စူးစမ်းကြတယ် တယောက်ကိုတယောက်နားထောင်ပေးပါ အပေးယူလို့ဖို့အမြဲတင်းဖြစ်နေပါတယောက်ရဲ့တူတက်မှုနဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုပါ အခက်ခဲတွေနဲ့စိန်ခေါ်မှုတွေကိုကြော်လွားနိုင်မှုအားပေးကူညီပါဆက်သွယ်ရေးနဲ့နားလည်မှုကိုအမြဲတမ်းတိုးတက်အောင်လုပ်ဆောင်ပါခေါင်းဆောင်မှုနဲ့ growth mindset ထိရောက်တဲ့ခေါင်းဆောင်တွေဟာ growth mindset ကို ပုံဖော်ပြီးအားပေးကြတယ်စိန်ခေါ်မှုတွေကိုအဖွဲ့အစည်းရဲ့ကြီးထွားမှုအတွက်အခွင့်အရေးလိုမြင်ကြတယ် တီထွင်ဖန်တီးမှုကိုအပိပီစုံစားလှုပ်ဆောင်မှုတိုက်တွန်းကြတယ်တိုးတက်မှုအတွက်အပြုသဘောဆောင်တဲ့တုံ့ပြန်ချက်တွေပေးပြီးကူညီပံ့ပိုးကြတယ်လိလာတင်ယူမှုကိုအပိပါစူးစားအားထုတ်မှုတီထွင်ဖန်တီးမှုနဲ့ဇွဲရှိမှုကိုအတိမတ်ပြုပါအမားလုံးမိမာကိုမကြောက်ရဲတဲ့ပဝန်းကျင်ကိုဖန်တီးပါကျွမ်းကျင်မှုတိုးတက်ဖို့နဲ့တင်ယူဖို့အခွင့်အလမ်းတွေကိုဖန်တီးပေးပါဥပမာအဖြစ်စက်ပြနာလဲလာဆိုတဲ့ Microsoft ရဲ့ CEO ဟာကုမ္ပဏီရဲ့ယဉ်ကျေးမှုကိုပြောင်းလဲပြီး တိုးတက်မှုကိုလက်ခံလာအောင်လှုံ့ဆော်ခဲ့တယ်။မိဘတွေနဲ့ဆရာတွေရဲ့အခန်းကဏ္ဍမိဘတွေနဲ့ဆရာတွေဟာကလေးတွေမှာ group mindset ကိုပြုစုပြောင်းပေးနိုင်တယ်။ဉာဏ်ရည်ထက်မြက်မှုကိုချီးမွမ်းမဲ့စာစူးစမ်းအထောက်မှုကိုအတိအကထားတင်တယ်။ပြီးတော့တိကျတဲ့တုတ်ပြန်မှုတွေပေးတင်တယ်။စိန်ခေါ်မှုတွေကိုလက်ခံဖို့နဲ့အမားတွေကနေတင်ယူဖို့အားပေးတင်တယ်။ကလေးတွေကိုစိန်ခေါ်မှုအစ်စ်တွေကိုရင်ဆိုင်ဖို့နဲ့အခက်အခဲတွေကိုဆွဲရှိရှိနဲ့ ကြော်လောဖို့အပေးပါစူးစမ်းအထောက်မှုနဲ့တည်ယူမှုကနေအုံနောက်ရဲ့ကြီးထွားနိုင်စွမ်းကိုဆွေးနွေးပါအဲ့ဓာတွေကရေရှိမှခံနိုင်ရာကို တိုးစေပြီးပညာရေးနဲ့ကိုရေးကိုယ်တာမှာအောင်မြင်မှုတွေရရှိစေနိုင်တယ်ပြောင်းလဲခြင်းရဲ့ဖြစ်နိုင်ခြင်းစိတ်နေစိတ်ထားတွေကကိုရေးကိုယ်သွေးရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါဒါပေမဲ့ပြောင်းလဲလို့ရတယ်အတွေ့အကြုံတွေပညာရေးနဲ့တတိရှိရှိစူးစမ်းအထောက်မှုတွေကနေပြောင်းလဲနိုင်တယ် growth mindset ကိုတိဆောက်ဖို့အတွက် fixed mindset တွေကိုမှတ်မိပြီးစိန်ခေါ်ပါတည်ယူမှုနဲ့ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ဖို့စိတ်အားထက်သန်မှုကိုမွေးမြူပါတုတ်ပြန်ချက်တွေကိုရှာဖွေပြီးအပြုသဘောဆောင်တဲ့တုတ်ပြန်ချက်တွေကိုအသုံးချပါရလက်တွေကို တင်မကပဲစူးစမ်းအားထုတ်မှုနဲ့တိုးတက်မှုကိုဂုဏ်ပြုပါဒီဗီဒီယိုမှာကျွန်တော်တို့ Career S တို့ရဲ့ mindset စာအုပ်ထဲကအတိတ်အချက်တွေကိုဆွေးနွေးခဲ့ကြတယ်။အဲ့ဒီထဲမှာစိတ်နေစိတ်ထားနှမျို ချီးမွမ်းခြင်းရဲ့အနေနဲ့ရှုံးနိမ့်ခြင်းရဲ့အတိတ်ပဲအောင်မြင်သူတွေရဲ့လှုပ်ဝက်ချက်ဆက်ဆံရေးမှာ growth mindset ခေါင်းဆောင်မှုနဲ့ growth mindset မိဘတွေနဲ့ဆရာတွေရဲ့အခန်းကဏ္ဍနဲ့ပြောင်းလဲခြင်းရဲ့ဖြစ်နိုင်ခြေတွေပါဝင်ပါတယ်ဒီသင်ခန်းစာတွေကိုအခြေခံပြီးလှုပ်ဆောင်မှုတိုက်တွန်းခြင်းပါတယ်